ချက်စီးတဲ့ကိုအားပေးနေကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါညောင်းပါစေလို့ဆက်ပြီးနှုတ်ဆက်သလိုက်ပါရစေဒီကနေ့ညခင်းအတွက်ကျွန်တော်ချက်စီးတဲ့အကြောင်းလေးကိုဒီ video မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့ညလိုလည်းပြောလို့ရနောက်နေ့မနက်အစောပိုင်းလိုလည်းပြောလို့ရတနါယူပွဲချိန်မှာတော့ကျွန်တော်တို့ batting နဲ့ချက်စီးတဲ့တို့က final ပွဲစဉ်ကိုရှင်ပြိုင်ကစားဖို့တော့ရှိတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အခြေအနေမပြောတော့ဘူးဒီအတိမှာကျွန်တော်ပရိသတ်တွေပုံမှာကျွန်တော်တာဝန်မကျေခဲ့တာတခုတော့ရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ပွဲကြိုပွဲပြီး၃၀ချက်တွေ ိတ်မလုတ်ခဲ့တာပေါ့နော်။ဘာလို့ဆိုအားလုံးလည်းသိရတဲ့အတိုင်းပဲဗျာ။ Chelsea ကဘာမှ trade တူတူသုံးသပ်နေကြမလို့ဘူးပေါ့နော်။ခြေစွမ်းပိုင်းကဆိုတော့အဲ့တခုတော့ကျွန်တော်ဒီရာဒီတရာဒီလုံးနေပါပါပဲကျွန်တော်ပွဲကြိုပွဲပြီးတွေမလုတ်ခဲ့ဘူးပေါ့နော်။ preview review တွေ နောက်ရာသီဆိုလို့ရှင်တော့လုတ်မယ်ပေါ့နော်ဆိုလုတ်မယ်လို့ရည်ွယ်ထားတယ်ဒါပေမဲ့ဒီကောင်းလေးအချိုးပြေဖို့တော့လိုတယ်ပေါ့နော်โอเคဆိုတော့ထားပါဆိုတော့ပထမဆုံးသတင်းတစ်ပုဒ်နေရာကျွန်တော်ရေဒန်ဆန်ချိုဖြစ်ပါတယ်အားလုံးဒီအတိုင်းပဲကျွန်တော်ရဲ့ဒီဆန်ချိုကပရိသတ်တွေကတော့ခေါ်ခြင်းနဲ့ပရိသတ်လည်းရှိတယ်မခေါ်စီခြင်းနဲ့ပရိသတ်လည်းရှိတယ်အကြောင်းပြချက်ကိုစီနေပေါ့ဒါပေမဲ့လက်ရှိနောက်ဆုံးရတဲ့သတင်းရလဲအာဂျေရန်ဆန်ချိုကဒီလာမဲ့ဖိုင်နယ်ဟာဆိုလို့ရှိရင်သူ့ရဲ့ချက်စီအသင်းအတွက်ကစားပြီးတဲ့နောက်ဆုံးပွဲစဉ်ဖြစ်သွားနိုင်တယ်လို့သုံးသပ်ကြရတယ်အခုတပြစ်တော့ ကစားသမားကိုချက်စီးတဲ့ဘက်ကအာမခံချက် guarantee မပေးထားဘူး။အသင်းမှာစက်ထိမ့်မယ်ဆိုတော့အနေထားမျိုးမပေးထားဘူးပေါ့နော်။ဆိုတော့တစ်ဖက်မှာတော့နီးပြပြစ်သူမာစကာတော့မယုံမလွန်အနေထားမှာရှိတယ်။အင်တာဗျူးမှာဖြေသွားတာကလည်းလက်ရှိမှာသူတို့ဒီလာမယ့်ပွဲစဉ်တော့ကိုပဲအာရုံစိုက်ထားတယ်။သို့တော့ဒီပွဲစဉ်ပြီးသွားပြီးတော့လိုရာဒီရောက်ပြီဆိုလို့ရှိရင်တော့ဒါဆန်ချိုနဲ့ပတ်သက်ပြီးသူတို့အနာဂတ်အတွက်သူတို့တေချာစဉ်းစားသွားမယ်ဆုံးဖြတ်သွားမယ်လို့သူပြောတယ်။သို့တော့ဖြစ်နေတာကနီးပြကဆန်ချိုနဲ့ပတ်သက်လို့ရှိရင် ပြန်ပို့ခြင်းတဲ့အနေအထားလည်းမရှိဘူးအသေးမှမဖြစ်မနေထိန်းထားခြင်းလည်းဆိုတဲ့အနေအထားမျိုးလည်းမရှိတော့ဒီချက်စီးတဲ့တောင်ဝင်ရှိသူတွေကားသာလင်ပို့ပြီးတော့ဆုံးဖြတ်ချက်ချလို့ရတယ်ဆိုတော့အနေအထားမျိုးတော့စိုက်ရောက်နေကျွန်တော်တို့အူရဲအမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလောက်ခလာစာရေးပိုင်းတေချာညှိပြီးတော့စံချိုလိုကစားသမားမျိုးကအသေးမှဆက်ထိန်းထားမယ်ဆိုလို့ရှိရင်လေအကျိုးရုံးမဲ့အနေအထားမျိုးတော့မရှိဘူးလို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်အရင်ကြီးသူ့ရဲ့ခြေစွမ်းပိုင်းတွေကရှော့ဖြစ်ပြီးတော့လုံးဝထိမ့်သိမ့်တဲ့ပလေယာမျိုးတော့မဟုတ်ဘူးဆိုပေမဲ့ ကျွန်တော်တို့တချို့သောပွဲစဉ်လေးမှာသူ့ရဲ့ဒီ Chelsea ဆိုတဲ့ DNA ပုံစံမျိုးကစားသမားစီကနေရနိုင်တယ်လို့ကျွန်တော်မြင်မိတယ်ပေါ့နော်ဒီလိုအနေထားမျိုးကြောင့်တော့ Sancho ကိုကျွန်တော်လည်းနီးပြလို့ပဲရက်တည်နေတယ်အနေထားပေါ့နော်အဲရောက်မယ်ဆိုလဲအပြန်ပို့မယ်ဆိုလဲပြန်ပို့လိုက်ပေါ့နော်မတတ်နိုင်ဘူးဒါပေမဲ့အသင်းမှာထပ်ထိန်းဆက်ထိန်းထားမယ်ဆိုလို့ရှိရင်ဘာမှတိတ်ပြီးတော့အကျိုးရုပ်စင်မဲ့ကစားသမားမျိုးမဟုတ်ဘူးလို့တော့ကျွန်တော်ကတော့ယူဆတာဖြစ်ပါတယ်အဲရေရန် ဆန်ချိုရဲ့ saturation နဲ့ပတ်သက်လို့ပါတဖက်မှာတော့ကျွန်တော်ရဲ့နောက်ခံကစားသမားဖြစ်သူဘန်နော့ပါရီယာရှိဖြစ်ပါတယ်ပါရီယာရှိရဲ့တည်င်းလေးကတော့လက်ရှိမှာပါရီယာရှိကိုမာဆေးကခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်လို့ကျွန်တော်အနေနဲ့ကြားသိရတယ်ကစားသမားနဲ့ Chelsea အသင်းကြားကဒီအနာဂတ်နဲ့ပတ်သက်ပြီးမတိကျမေးရမှုတွေအပေါ်မှာဒီ club အသင်းကစောင့်ကြည့်နေတာဖြစ်ပြီးတော့ ဖြစ်နိုင်မယ်ဆိုလို့ရှိရင်လာမယ့် transfer window မှာကစားသမားရဲ့တာဝန်ရှိသူတွေနဲ့ဆွေးနွေးခြင်းတလို့ Chelsea သင်းအနေနဲ့ကလည်းဘလို့ saturation မျိုးတွေနဲ့ကိုင်ညီမယ်ဆိုလို့ရှိရင်ဒီကစားသမားကိုရောင်းချမလဲပေါ့နော်သူတို့ပြတော့ပြောင်းရွှေ့ကြီးတွေဘလို့တတ်မှတ်ထားတယ်စသဖြင့်ဒိုင်းနဲ့ပတ်သက်ပြီးသိကျင်နေတယ်ဒါပြင်တခြားသောကလပ်အသင်းတွေပေါ့နော်အဲလောစင်တော့တခုချင်းတော့ mention မလုပ်တော့၅သင်းထပ်မနေကဗာရီယာရှီကိုစောင့်ကြည့်နေကြတဲ့အပိုင်းတွေရှိတယ်ဗာရီယာရှီကိုယ်တိုင်ကတော့ပရီးမီးယားလိမှာဆက်နေခြင်းနဲ့ချက်စီးတင်းမှာလည်းသူဆက်နေခြင်းနဲ့အခြားမျိုးရှိတယ်။သို့တော်လည်းပဲ အဲချက်စီးသင်းရဲ့လာမယ့်ရာသီဒါချန်ပီယံလိလည်းဝင်သွားတယ်ဆိုတဲ့အနေထားတည့်ရက်မှာအာပြုပြင်ပြောင်းလဲမှုတွေမြင်တွေ့ရလာနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုအနေထားမျိုးမှာရှင်းထုတ်ခံရမယ့်ကစားသမားတွေထဲမှာသူကလည်းသတင်းတော်တော်လေးထွက်တယ်ပေါ့နော်ဒါကိုသူကိုယ်တိုင်လည်းကောင်းကောင်းရိတ်စားမိမယ်ဆိုတဲ့အနေထားမျိုးမှာဖြစ်တယ်မာစကာအတွက်လည်းဘာရီယာရှိ half fat try player မျိုးမဟုတ်နေတဲ့အခါကျတော့ကစားသမားဘက်ကလည်းပြောင်းရွှေ့ဖို့အတွက်ကိုစဉ်းစားနေနိုင်တယ်ဆိုတဲ့အခြေအနေဖြစ်ပြီးတော့ချက်စီးသင်းထံကနေပြီးတော့အဲဒီကျွန်တော်တို့ clear ဖြစ်တဲ့ decision တစ်ခုခုကိုကစားသမားဘက်ကစောင့်မျှော်ပြီးတော့လိုချင်နေတဲ့ အနေအထားမျိုးမှာရှိတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဘာဒီယာရှိဖြစ်ပါတယ်တစ်ဖက်မှာတော့ကျွန်တော်ရဲ့တိုက်စစ်ကစားသမား၂ယောက်ဖြစ်တဲ့ခိုးပယ်မားနဲ့နောက်နီကလက်ဂျက်ဆင်တို့ရဲ့ဒီယာဒီ twin ကိုတချို့ပါဆိုလို့ရှိရင် twin ကိုတချို့ဆိုတာတပွဲစီပေါ့နော်ကျွန်တော်ပွဲနည်းနည်းမေ့သွားလို့ဆိုတော့ဒီတရားဒီလုံးစာပရီးမီးယားလိရဲ့ goal of the season စုအတွက်စကားတင်စင်းမှာရွေးချယ်ခြင်းခံထားရတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။အဲတော့ပွဲစဉ်လေးတွေကျွန်တော်ခုနသတင်းဖတ်တော့အောင်သိတယ်။အခုတော့ ကျွန်တော်ပြောနေနေမှေ့သွားလို့မပြောတော့ဘူးเนาะဒါပေမဲ့ဒီစားသမားနှစ်ယောက်ရဲ့ twin go တပွဲစီက twin go တွေအရဆိုလို့ရှိရင်ကျွန်တော် premier league season အဲ go of the season စကားတင်မှာပါဝင်နေလို့ကျွန်တော်သိရပါတယ်။နောက်ဆုံးသတင်းအနေနဲ့ကကျွန်တော် Liam Delap ဖြစ်ပါတယ်။ Delap နဲ့ပတ်သက်တဲ့သတင်းကတော့လက်ရှိမှာ Manchester United Chelsea အသင်းကကစားသမားတွေ first choice option မှာရှိတယ်။ဒါပေမဲ့အဲ့နောက်မှာ Newcastle လိုက်နေပြီးတော့ Everton အသင်းကလည်းကစားသမားတွေနဲ့ရွေးချယ်စရာတွေထားမိမှာရှိနေတယ်လို့သိရတာပဲဖြစ်တယ်။အထူးသဖြင့်တော့အသူအနေနဲ့အသင်းကြီးတွေကတော့ဒါ လက်ရှိချိန်ရမှာတော့ Chelsea ကဒါ Champions League လည်းဝင်ခွင့်ရထားရဆိုတဲ့အနေအထားမျိုးဖြစ်တဲ့အလျောက်ပေါ့နော် Chelsea ကိုသူ favor ဖြစ်တယ်လို့ပဲ United ရဲ့သူ့ပေါ်မှာချပြတဲ့ plan တွေ Newcastle အသင်းရဲ့ project တွေနဲ့ပတ်သက်လို့ရှိရင်ကစားသမားစိတ်ဝင်စားမှုရှိတယ်လို့ Everton လိုမျိုးသူ့ရဲ့နေရာအတွက်တည်ကြတဲ့အသင်းမျိုးကိုလည်းကစားသမားကကြိုက်တယ်လို့သိရတယ်လက်ရှိမှာတော့ Chelsea အသင်းကလည်း Delaney နဲ့ပတ်သက်ပြီးတော့လှုပ်ရှားမှုတွေက ရှေးဟိုမပြင်းမှုပုံမှန်အခြေအနေမျိုးမှာပဲရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကစားသမားအနေနဲ့ဆက်စီးသင်းရှိကနေပြီးတော့ဒါ clear decision မျိုးကိုလိုချင်နေတဲ့အပိုင်းတွေရှိရလွယ်ကြောင်းနေကြားသိရတာပဲဖြစ်တယ်။ညောင်းချက်စီးသင်းကဒက်လက်တယောက်တည်းမဟုတ်တော့အခုဆိုလို့ရှိရင်ပြစ်မှတ်တွေကနည်းနည်းလေးများတယ်တိုက်စစ်ပြစ်မှတ်တွေပေါ့ဒီလိုပဲချန်ပီယံလိကလည်းဝင်ထားတယ်ဆိုတဲ့အနေထားမှာကစားသမားတွေပေါ်မှာဆွဲဆောင်မှုရှိတယ်ပေါ့နော်ဆိုတော့ဒါတွေကြောင့်မလို့ အဲ Chelsea ခေါ်ယူမဲ့ player saturation တွေကလည်းတော်လေးအဲရင်ခုန်ပွဲစောင့်ကြည့်သွားမှာဖြစ်ပါကြောင်း design နဲ့ဒီကနေ့ညာကင်းအတွက် Chelsea တရင်တိဆက်မှုကိုလောက်နေပဲရနာဆုံးသက်ခွင့်ပြုပါခင်ဗျာ။ဆုံးဒီကြည့်ရှုအားပေးကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ Chelsea တရင်တည်သက်နားဆောင်ခြင်းနဲ့ဆိုရင်နားဆင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ CPTV YouTube channel, Blind Facebook page နဲ့ TikTok, Telegram account တွေကို like and subscribe, like and follow လုပ်ထားနိုင်ပါတယ်လို့ပြောကြရင်းနဲ့ပဲအားလုံး see you next video ပါနော်။